အားလုံးပဲမင်္ဂလာပါရှင်။ခစ်တစ် TV သတင်းဌာနကနေပြီးတော့ထိတ်တန်းသတင်းများကိုတင်ဆက်ပြတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်လွှတ်ပေးဖို့အချိန်တန်ပြီးဟုခိုင်းနိုင်ငံသားရေးဝင်ကြီးပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြတော့မှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲပြီးသွားသည့်အချိန်မှပင်အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံအနေဖြင့်ပြန်လည်ဆက်ဆံရန်ခက်ခဲသွားနိုင်ပြီးအကျဉ်းဆန်းဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးရန်အချိန်တန်ပြီးဟုနိုင်ငံသားရေးဝန်ကြီးစီဟာဆက်ဖုန်ကတ်ကရိုက နိုဝင်ဘာ25ရက်နေ့တွင်ပြောကြားခဲ့ပါတယ်။သူမကိုလွတ်ပေးဖို့အချိန်တန်ပြီလို့ထင်ပါတယ်ဟုစီဟာဆက်ကပြောကြားပြီးအသက်အရွယ်လည်းကြီးပြီဖြစ်တဲ့အတွက်စိုးရိမ်စရာကျန်းမာရေးအခြေအနေတွေကိုမသိနိုင်တော့ပါဘူးဟုလည်းထိုင်းနိုင်ငံနိုင်ငံသားသတင်းထောက်ကလန် FCCD တွင်ပြောဆိုကြောင်း router သတင်းတပုတ်ကရေးသားထားပါတယ်။ 2021ဖေဖော်ဝါရီဆီအာနာသိန်းအပီဒေါအောင်ဆန်းစုကြည်နှင့်ရွှေကောက်ခန့်အတိုက်ခံခေါင်းဆောင်အများပြကိုစစ်တပ်ကဖမ်းဆီးပြီးအကျဉ်းချထားခဲ့ပါတယ်။ထို့နောက်ဆီအာနာသိန်းစန့်ကျင်ရေးလက်နက်ကင်ပုံကံမှုမြန်မာနိုင်ငံတပ်ဝန်ကျယ်ပြန့်စွာပေါ်ပေါက်လာပါတယ်။ပြင်းထန်စေပြည်တွင်းစစ်ကြတွင်ဒီဇင်ဘာ28ရက်မှစတင်၍မြန်မာနိုင်ငံတွင်အစင်းလိုက်ရွှေကောက်ပွဲများကျင်းပရန်စီစဉ်ထားပါတယ်။2021ဖေဖော်ဝါရီလဆီအာနာသိန်းပြီးနောက်ဆီအုပ်ချုပ်ရေးကိုတိုးချဲ့ရန်ပြင်ဆင်ထားသည့်အစီအစဉ်သားဖြစ်ကြောင်းလေးလာဆောင်ကြည့်သူများကဝေဖန်နေကြပါတယ်။ဒီမိုကရေစီပါတီများအနက် အများပြားကိုပိတ်ပင်ထားခြင်းသို့မဟုတ်ရွေးကောက်ပွဲတွင်မပါဝင်သည့်အပြင်ရွေးကောက်ပွဲကိုတိုင်းပြည်အနှံ့မပြုလုပ်နိုင်ကြောင်းအာဏာသိမ်းစစ်တပ်ကလက်ခံကြေညာထားပါတယ်။အခုလိုချင်းတွေအောက်မှာအထူးသဖြင့်အားလုံးပါဝင်ပြီးလိုအပ်တဲ့ဆွေးနွေးပွဲမပြုလုပ်နိုင်သေးပေရွေးကောက်ပွဲကျင်းပတော့မယ်ဆိုရင်အာဆီယံအနေနဲ့မြန်မာကိုပြန်လည်ချိတ်ဆက်ရတာကလည်းခက်ခဲမယ်ဟုစီဟာဆက်ကပြောပါတယ်။စစ်တပ်နိုင်ငံပါဝင်တဲ့အာဆီယံသည် အော်တိုဘာလတွင်မြန်မာစစ်အာဏာပိုင်များကိုအားလုံးပါဝင်သောရွေးကောက်ပွဲပြုလုပ်ရန်တောင်းဆိုခဲ့ကြပြီးဘုံသဘောတူညီထားသောငြိမ်းချမ်းရေးအစီအစဉ်ကိုလည်းလိုက်နာရန်တောင်းဆိုခဲ့ကြပါသည်။အသက်80နှစ်အရွယ်ဒေါအောင်ဆန်းစုကြည်သည်သူ၏သားအဆိုအရနှလုံးရောဂါမကြာခဏဖြစ်ပွားနေသဖြင့်အရေးပေါ်ဆေးကုသမှုလိုအပ်နေပြီဖြစ်ပါသည်။ကျွန်မတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။